င်္ဂလာပါဒီချက်ကတော့ grade 11သင်ယူသည်ယူပဖေတာဘာသာရပ်ကိုသင်မယ်ဒေါက်တာခင်စနာဝင်းဖြစ်ပါတယ်ဒီချက်ဒီနေ့သင်မယ့်သင်ခန်းစာကတော့ chapter 10 electric circuit and magnetic effect of electric current အခန်းမှာပါတယ် resistor တွေအကြောင်းနဲ့ resistor တွေ series ဆက်တယ် tan ဆက်ဆက်တယ် resistor တွေ parallel ပြိုင်ဆက်ဆက်တဲ့အကြောင်းတွေကိုသင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ် A resistor. A resistor is an electrical device which is used to control electric current flowing in a circuit. It is made of the substance heavy resistance. Radio and television receiver contain a large number of resistors. Resistors have resistance from a few ohm to million of ohm. A resistor is so an electric device that so is electric current. This circuit is to balance. electric current ပျက်စစ်စီးကြောင်းကို control လုပ်ဖို့အတွက်သုံးတာပါခုခံမှုကိုတိုးလောင်ထားတဲ့အရာတွေပစ္စည်းတွေ substance တွေဟာဆိုရင် resistant တွေခုခံမှုတွေ ਨੇ ပြုလုပ်ထားတာပဲဖြစ်တယ်ဒါကြောင့်မလို့ resistant ရှိတဲ့အရာတွေကို resistor လို့ခေါ်ပါတယ် radio နဲ့ television receiver တွေမှာ resistor တွေအများကြီးပါပါတယ် resistor တွေဟာ resistant တွေရှိပြီးတော့သူကဘလောက်ထိတောင်ရှိလဲဆိုရင်သူက resistant တန်ဖိုးတွေဟာ few ounce ဆိုအောင်းတန်ဖို့နည်းနည်းလေးရနေပြီးတော့ million million ounce ထိရှိတတ်ပါတယ်။ဒါ resistor လေးတွေပေါ့နော်ဒါလေးတွေရဒါလေးတော့ fixed resistor fixed resistor resistor မှာနှမျိုးရှိတယ်။ two types of resistor fixed resistor နဲ့ variable resistor ဆိုပြီးတော့နှစ်ခုရှိတယ်။ fixed resistor ကတော့တန်ဖိုးကိန်းတွေဖြစ်တယ် variable resistor ကတော့ပြောင်းလဲလို့ရတယ်။ fixed resistor ရဲ့ symbol ကိုဒီလိုမျိုးလဲဖော်ပြတယ်။နောက်တစ်မျိုးဖော်ပြလို့ရသေးတယ်။ အဲ့လိုလေလိုအတွန်လင်းနဲ့လဲ resistor ကိုဖော်ပြပါတယ်နောက်တစ်ခါ variable resistor rheostat လို့ခေါ်တယ် potentiometer လို့လည်းခေါ်ပါတယ်အဲ့ဒါကတော့ဒီလိုမျိုး slide door လေးပါတယ်အဲ့တော့မြင်မှုအောင်ဆိုရင်မင်းတို့ Google မှာ rheostat လို့ရိုက်ချလိုက် rheostat ကို video file နဲ့ clip နဲ့ဆိုရင် video file ရဲ့ပုံစံပေါ့နော် animation နဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ rheostat potentiometer သူ့ရဲ့ symbol ကတော့ rheostat ကိုဒီလိုမျိုးလေးသုံးတယ်ဒီလိုလဲသုံးတယ်နောက် potentiometer ကတော့ ီလိုပုံစံလေးသုံးတာကိုတွေ့ရတယ်။ circuit တွေဆွဲတဲ့အခါမှာ symbol တွေနဲ့ဆွဲရတာပါ။ variable resistor fixed resistor နော် resistor တွေ series ဆက်မယ် parallel ဆက်မယ်ပေါ့နော်။ resistor တွေ parallel ဆက်ရင်ဘယ်လို resistor တွေ series ဆက်ရင်ဘယ်လို။အော်ဒီမှာဆိုရင် resistor in series ဆက်တာ။ resistor in series မှာ ohms law အရာသူက v = ir နဲ့ပဲသုံးပါ အဲ့တော့ V1 ဆိုရင် I1 R1 V2 ဆိုရင် I2 R2 V3 ဆိုရင် I3 R3 ဒီမှာဆိုရင်မှတ်ရမှာက V မတူပါ I တူပါတယ် resistor တွေ series ဆက်ရင်တန်းဆက်ဆက်ရင် V မတူဘူး I တူပါတယ်ဒါကြောင့်မလို့ V မတူတဲ့အတွက် total voltage က V1 V2 V3 ပေါင်းမှဒီ total voltage ကိုရပါတယ်နောက်တစ်ခုက I နေ the same current ဖြစ်တဲ့အတွက် V = V1 V2 V3 မှာ r equal to i1 equal to i2 equal to i3 ပါဒီမှာမတူတဲ့ပုံကို depend လုပ်ပြီးတော့ဒီချက်တို့ formula ထုတ်မယ် i ir i1 r1 i2 r2 i3 r3 ဒါပေမဲ့ the same ကားလမ်းဖြစ်တဲ့တချက်တို့ i နေရေးမယ် i ရော i ကိုဘုံထုတ်လိုက်မယ်ဆိုရင်နောက်ဆုံး resistor cd ဆိုတဲ့ formula ဒီ formula နဲ့တွေ့ပါတယ်နောက်တစ်ခုက resistor in parallel ပါ resistor in parallel မှာတော့ v တူပါတယ် i မတူပါဘူးအဲ့တော့ i မတူတာကို depends လုပ်ပြီးတော့မှ formula သုံးမှာ v equal to i r i equal to v by r နေပြီးတော့ i v equal to v1 equal to v2 equal to v3 ပါ v တူတယ် i မတူဘူး parallel resistor တွေ parallel ဆက်ရင်အဲ့တော့ formula ကနောက်ဆုံးမှာဘယ်လိုထွက်လာမလဲဆိုရင် v ဒီကိုဘုံထုတ်လိုက်တဲ့အခါမှာ1 by r v ကိုဘုံထုတ်မယ် 1 by r1 plus 1 by r2 plus 1 by r3 plus 1 by rn အန်လုံးထိဆက်လို့ရတယ်ပေါ့နော်။အဲ့တော့ v တွေကျင်းမယ်ဆိုရင်နောက်ဆုံး formula ဟာဒီမှာနောက်ဆုံး formula မှာ1 by r equal 1 by r1 plus 1 by r2 plus 1 by r3 သုံးခုပဲဆက်တာဖြစ်တဲ့အတွက်ဒီချေလို1 by r3 ပါနဲ့ဖြတ်ချလိုက်မယ်ဒီ formula ကိုပြန်ရေးတာပါ။အဲ့တော့နောက်ဆုံး 1 min r equal 1 min r1 plus 1 min r2 plus resistor တွေ parallel ဆက်ရင် r total resistance total ရှာတဲ့အခါမှာဒီ formula နဲ့ရှာမှာဖြစ်ပါတယ်ဆက်ကြည့်အောင် example 10.6 When the resistance value of variable resistor is increased from 100 ohm to 1000 ohm. အဲ့တော့ variable resistor ကိုသုံးတဲ့အခါမှာ100 ohm ကနေ1000 ohm အထိ ြောင်းသွားမယ်ပေါ့အဲ့ဒီအခါမှာ what will happen to electric car and battery through အဲ့ဒီ conductor ကိုဖြတ်စည်းတဲ့ electric car ကဘယ်လိုဖြစ်သွားမလဲပေါ့ now the potential difference across the variable resistor is kept constant အဲ့တော့ပြောထားတာက variable resistor ကိုဖြတ်စည်းတဲ့ potential difference ကတော့ကိန်းတွေဖြစ်နေပါလိမ့်မယ်တဲ့ ohm so အရာ i vary 1 by r ဖြစ်တဲ့အတွက် resistance value က r increase from 100 ohm to 1000 ohm the electric car and battery through well decrease by factor of 1 tenth ဆယ်ဘုံဘုံတဘုံညော့သွားမယ်ဘာဖြစ်လို့လဲဆိုတော့ v ရ constant ဖြစ်တယ်ဆိုရင် i vary 1 by r ပြောင်းပြန်အချိုးကျလို့ပါ review exercise why are the resistor used an electric current electric current နေမှာဘာဖြစ်လို့ resistor ကိုသုံးလဲဆိုရင် electric current စီးတာကို control လုပ်ခြင်းလို့သုံးတာပါ to control electric current flowing in the circuit now name two type of resistor fixed resistor နဲ့ variable resistor လို့ခေါ်တဲ့ rheostat ပဲဖြစ်ပါတယ်ဒီနေ့တစ်ချက်တည်းမဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်